ိတ်တများအလုံးမေးမိရပါရှင်။ပိတ်တများအလုံးကိုကျမတို့ရဲ့ရွှေနာထင်းမဲ့ channel ကနေကြိုဆိုလိုက်ပါရစေ။ကျမတို့ channel လေးကနေအင်နာဝီဇာတ်လမ်းကောင်းများစွာနဲ့ဘဝပေးပြည့်မှန်ဇာတ်လမ်းကောင်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးနေရပါဖြစ်ပါရစေ။ဒီနေ့မှတင်ဆက်ပေးမှာကတော့နိုအညစ်ဝဲဆိုတဲ့ဇာတ်လမ်းကြီးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။ဇာတ်လမ်းကြီးမစတင်မီကျမတို့ရဲ့ channel ကို like and subscribe နေသွားဘူးနဲ့ ဇလန်းတင်များစွာကိုမလွတ်တန်းနာဆင်နိုင်ဖို့ဘေးနားအနုတီခေါလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်ဇလန်းလေးကိုကိုယ်ရင်စတင်လိုက်ပါပြီ။လောကကြီးကကာမဘောင်ကြီးပေတီလို့ဖုံဖုံပြောပြခဲ့တာမှန်လားပါကလား။အင်းတို့တန်းကြီးကအောင်မေမီရော်လေး။ယောက်ျားမိန်းမအရွယ်အစားအတန်းစားမျိုးမျိုးတော့ကာမဘုံသားကြီးဖြစ်တဲ့နေရာမှာဂျပန်ကိုရုပ်တွေတစ်ခုနဲ့တစ်ခုမကွဲပြားတယ်လို့လုံးစိပက်စိတူကြတယ်။အော် တမောပေါင်ကြီးမှလူဖြစ်နာရမို့လေတမေဟောဝါအစားရတော့တကူလို့တန်းကြီးကတရားကြိုက်ရာနေပြောင်ချုံပြီးဟောတယ်။တန်းကြီးကမန်နေရကိုရုပ်ကုန်ကြီးဆိုင်ရီကြည့်မိပြန်တယ်။ရှင်နေရတဲ့ကိုလုံးပေါ်မှန်ပတူအောင်တတီရေရေအသားညူညံ့ညံ့မိမတယောက်ပုံကိုကိုရုကာယာပြနေရောတယ်။ညတန်းဟာကိုမျက်နာကိုကြည့်နေမလှပါဘူး။ဘာကြောင့်ဆိုရင်တော့မျက်နာမလှတာကြောင့်ပါ။မျက်နာခေါဝိုင်းလုံးလုံးနဲ့နှာခေါင်းပတ်ဆက်နှလုံးမြုပ်ကုန်းတို့ဟာတကူးမှလှရင်လို့မရှိပါဘူး။ ကံမလာတာကြောင့်အလုံးစုလိုက်တော့အဆင်ပြေရှာပါရင်တန်းကြီးရဲ့ကိုလုံးကိုထင်အောင်ကြောကြောရရတော့အရှိသားပါကြိုရှင်းတယ်မဟုတ်တော့လေဝက်ပုံစားပုံကြောင့်လားအနေထိုင်ကြောင့်လားတော့မသိပါဘူးစိတ်ထိခိုက်စရာတော့ဖြစ်နေရောတယ်အသားရောင်ကိုရှိတဲ့အတိုင်းပြရဲ့အော်ဂန်ဒီများများဘရိုမာအင်ဂျီကိုဘိုက်ကဘောလီဂျိတ်ထိုးထားတဲ့ပေါ်အော်တူတူဝဲတဲ့အင်ဂျီကကြက်လေးကြက်နေအောင်ခြေသီးကိုဆွဲတက်လိုက်တော့ကံလန့်အစင်းရည်တွေစီရင်သားတယ် ရှင်ဘက်ကျည်တီတလုံးကိုတော့မတက်ဖက်ထားလို့လာရရှင်ဘဝဟွာတချမ်းကို꿰ပြီးတော့ဟာနေရောတန်းကြီးရဲ့အနာမှာအိမ်တော့ပါပဲသူမရဲ့ကြီးမကြက်တန်းနဲ့လက်တွေချေပြီးရှိပါတယ်လက်ချောင်းကြီးကအေးရေးတွမီရောပုတူတယ်လက်သေးတွေကလည်းအဖျားကားပြီးတော့လက်ပြေးဖြစ်နေရောခြေချောင်းကြီးကလည်းအင်မတန်ညူမေးပြီးတော့တနက်ကားချောင်းကြီးအုပ်ကပြားပတ်ပြန့်ကျင်းနေရရှိပါတယ်တန်ရှင်းချင်းနဲ့မရှိဘူးဒါပေမဲ့တန်းကြီးကဒါရီကိုဂရုမစိုက်ပါဘူး တန်းချီဖို့အလောက်တမိုးထားခြင်းမရှိဘူး။သူမမကာမဂုဏ်တစ္ဆာတရားတစ်ခုသာရှိနေရော။တန်းချီကကြေစား၍ယောက်ျားတစ်ခါနဲ့အိတ်တဲ့မိမတယောက်များသာဖြစ်နေရော။သူမမကိုခန္ဓာရှိရင်တော့ပြီပြီ။မိမိကိုတမင်ချေတဲ့ကိုခန္ဓာကိုတန်းချီကမန်နေရနေပြီးကြည်မဝရတော့ပါဘူး။တဏီကုန်အိထားကြောင့်တွန့်ကျင်တဲ့အိမ်ကိုဆွဲဆန်းနေ။အနီနဲ့အဝါပွင့်နေချေတဲ့ဒေမီရဲ့လုံချီကိုပြင်ပြီးတော့ကိုတဏီအတိုင်းပဲဘူတီဖက်တီဝေပါရဲ့။ ခါတရားကြောင့်တော့မချောကြခြင်းဖြစ်ပါတယ်။တိန်နောက်တော့တန်းကြီးကခေါင်းဖိစပြူနေတယ်။ပြင်မှာမိုးသေးဖွဲနေရောတယ်။မိုးတန်ကိုနားထောင်ရတာကပြင်းစရာပါ။ဘဝမှာတူတူကြကြဘာမှမရှိပါဘူး။တက်တဲနေနေဖြစ်နေရများလို့သာတွေ့ရတယ်။ရုပ်ရှင်ပြဆက်တွေကိုလည်းတိတ်မကြည့်ကြတော့ပါဘူး။ပတ်စံကုန်လာတာကြောင့်မှရှိုင်းခက်တဲ့ငွေကိုစုရမယ်။စုနိုင်မှဒီတိုင်းငင်းငင်းနေသွားနိုင်မယ်။ခေါင်းဖိပြီးတဲ့အခါတော့တန်းကြီးကငိုင်းနေပြန်တယ်။အေးဝါးဝါးနေငိုင်းရခြင်းကစီးစိမ်ရှိတိုင်း ်စိတ်ကလင်းလင်းပြပြနဲ့ဟိုဒီကိုရောက်လာတယ်။အင်းကြီးချင်းတွေအကြောင်းယနေ့ထမင်းချက်ဖို့အကြောင်းအနောက်ပြန်စူးနေဖျားပွဲတော်မှာကြည်ကျင်ပွဲသွားမယ်အကြောင်းတန်းကြီးဟာအင်းရှိရင်ကိုကြည့်မိတယ်။ညင်ချက်တာကောင်းလာပါရဲ့။တကောင်းရင်ကလည်းပွင့်နေရော်တယ်။အင်းရှိရင်မှယောက်ျားကြီးလေးရောက်နေတယ်။အသက်ကြီးဆုံးဖြစ်ရန်တူတဲ့အသက်30ရွယ်လူမှကုတင်နာအမည်ရှိရုံးဝင်ထောက်ဖြစ်ပါရဲ့။သူကတို့လူပြောလို့ပြောပြီးတော့ရှုပ်ဝေရန်ကားလာတဲ့အတူပဲပါ။ဒါပေမဲ့အမင်းကက်စီကမာနာကြီးတာရဲ့ တန်ကြီးကပြုံးရင်မှပြုံးပြုံးချင်တဲ့ခွေးကြီးမျိုးပါအရေးတောင်ရင်လည်းလုံးကြီးမနိုင်အောင်တောက်တက်တယ်။သူနယ်တွင်ရဲ့ကောင်မတွေကငငယ်လာလာနဲ့အင်္ဂလိပ်စကားတက်ကြတာတွေ့ရပါတယ်။ဒါပေမဲ့တနေ့အခက်မသိရင်တော့မိမိကိုကြောက်ရအောင်မင်းလို့တန်ကြီးကထင်ရှားထားနေတယ်။ဒီကောင်မလက်စားချီရမယ်။ကိုလိုက်တီထက်နနေ့ငယ်ပုံရတဲ့ရခိုင်ကြီးအောင်လူဝေးကြီးပါ။သူနမရတော့စံထုံးလာကြုံဆိုလား။ကြော်ထုံးလာစံဆိုလား။စံလာထုံးကြုံဆိုလားပဲ။ရှင်နောက်နေကြီးမမတ်တတ်ပါဘူး။ ယူလိုက်တာထင်းတုံကြီးအတိုင်းကိုတန်းကြီးအားဥပမာထားတယ်။လူ့ဥပမာငင်းချမ်းသူဖြစ်တော်လေဒီလူသာလူပြိုအစိမ့်လို့လေပတ်တဲ့တန်းကြီးအားတိပါတယ်။သူ့တော့တန်းကြီးအားဘလို့မှစိတ်မထားဘူးအဖက်လေးမလုပ်ပါဘူး။သူ့ဘာလို့လုပ်တယ်ဆိုတာတော့မသိဘူး။အသက်စိတ်ခဲရှိရဲ့အသားညွန်ညွန်ဆုံချုံချုံတိတိကွကွေးလူကတန်းကြီးနေရင်းနေရဲ့ကောလီကျောင်းသားအောင်ခင် ဖြစ်တော်တယ်။အောင်ခင်ကိုတန်းကြီးအံ့ဩတယ်။ကျောင်းသားဆိုပြီးတော့ကျောင်းမမှန်တတ်တာလည်းမရှိဘူး။စာဝေးဝဲနဲ့အင်မတန်ဖြစ်ခဲ့တယ်။ ဖြင်းနေအောင်ခင်အဝေစားကိုလည်းဂယုမဆိုင်ဘူးဘန်ကောက်လူကြီးဝတ်တော်နေအဖိုးတံမှန်မသိပါဘူးခေါင်းကလည်းပေါ့ရောင်ရောင်နေမျက်နှာကလက်လေးမရှိတဲ့ပူစီကလေးလူနေတော်လေးတိတိဆဆများကြည့်ရင်တော့တဆူတူမိုက်မဲဟန်လေးကိုနှုတ်ခမ်းထောင်နေမှာမျက်နှာဆန်နေမှာနဖူးရည်တွေမှာတွေ့ရတယ်အောက်ကင်းကြောင့်အခုတလုံးပတ်ဆန်ရှင်ရတယ်သူဟာတန်းချီကို အလုပ်ပီပီတတမဆက်ဆန်ပါဘူးအလကားနေရင်တစိန်ငါးချက်ပေးရင်ပေးရင်ပနေစလင်ဖိုးကြောင့်သူပစံမရှိတဲ့အခါတော့ တန်းကျင်ဟာအကျွေးစင်းနဲ့မတ်တပ်ပါရင်အောင်ခင်ကတော့ဘာမှမသိမှုဟန်မရှိပါဘူးသူ့လိုရှိရင်တော့တကားလာခောက်တည်းဘလို့မရှိရင်တော့မျက်နှာထခက်ကြီးကြီးနဲ့ဖုန်ကုတ်ကိုလို့တက်ပါရင်ဘာပဲဖြစ်ဖြစ်အောင်ခင်ကလေးရောဖုန်တကူကြီးကိုအသက်ရှိပါစေကျန်တယောက်ကတော့တယောချုံဥမမောင်မှာဥမမောင်ကမိန်းကလေးနဲ့ကလေးမျိုးအညာမှာထားခဲ့ပြီးတော့ရန်ကုန်မှာတောင်းတနေရလူဖြစ်ပါရင်ကိုမမောင်ကအငြိမ်းနေနိုင်တဲ့နှချောင်းနေနဲ့အတူငွေးဖွားလာရင်သူ့ရဲ့နှချောင်းနေဟာ တရောထုံးတန်တဲ့လန်ကျိုးတွေကိုမကလေးရရင်ဖဲချက်တွေကိုတစ်ဖက်ဖက်လန်းတတ်ပါတယ်။တီးနိုးထားပြီးတော့တီးဆိုရင်လည်းတီးဆိုပါရဲ့။အင်းရှိပရေပေါင်းတဲ့ကန့်နေရဲ့သူ့ရဲ့အိမ်အပေါ်မှာပလက်ကြီးနေပြီးတော့ဖဲချက်တွေကိုမရင်မတ်နေရော်တယ်။ဥမမောင်ကလူချောပါ။သူဟာတန်းကြီးကိုဆွဲမဲ့တဲ့မျိုးလုံးတွေနဲ့ကြည့်ုံသာတီးတတ်ပါရဲ့။ပြီးတော့လည်းဘာမှမလုပ်ရှာပါဘူး။သူ့သွေးတွေကရေခဲတတတာပဲနွေးမယ်တင်ရည်။ဒီလိုပဲဆွဲမဲ့တဲ့မျိုးလုံးတွေနဲ့ကြည့်ကြည့်နေပြီးတော့ကြည့်ကြည့်နေရင်ဖြစ်တာအဆုံးသတ်ပါရဲ့။ တန်းချီအောင်ကြိုးစားပါတယ်။ဒါပေမဲ့ဒီမှာဘရောမတကားလာမခောက်ပါဘူး။သူတို့နဲ့တီးရတာကအောက်ခင်းရတဆင်ဖြစ်ပါတယ်။တန်းချီအောင်သူတို့အားလုံးမိမိတဲ့အင်မတန်ထထန်းချရင်လို့တင်ပြီးတော့တိတ်ပြီးတော့မရဲနာပါဘူး။ဘာပဲဖြစ်ဖြစ်တခါတော့အခါတော့ယောက်ျားဆိုတဲ့စန့်ချီပဲလေးရဲ့အေးရောင်လေးကိုသူတို့မှအားတက်စရာမရတယ်။စစ်စစ်တော့မိန်းကလေးတယောက်ဖြစ်တဲ့မိမိကိုသူတို့ဟာအလိုရှိကြတာကိုသူမှတွေ့ရတယ်။ရခိုင်ကြီးအောင်မယိုးတဲ့အချိန်ကိုတွေ့ရတယ်။ဦးမောင်မောင်ကဦးနှင်းနာအောင်တွေ့ရတယ်။ ကိုယုံကြည်ရဲ့တကားလေးတွေကိုစီပထားကြရတာရှိပါတယ်။တန်းကြီးအားအောင်ခင်ကလေးကိုအော်အော်ပြန်နေ။အိမ်နောက်တော့သူမရဲ့တစ္ဆာတရားအတိုင်းပဲလောကကြီးကကာမပေါင်ကြီးပါပဲ။အော်၊သူမျိုးတရားအောင်မေ။အိမ်လိုတန်းကြီးကြီးပြီးတော့မရှိရနေခွာရင်မြို့ချောင်ရောက်တော့မနက်ကဟင်းတွေနန်းနေရာကိုတွေ့ရတယ်။ဒင်းတော်မောင်ပြန်လာရင်တော့ဟင်းမရှိရကောင်းလားလို့စူပတ်အောင်မေ။ဈေးဝယ်ရမှလည်းပတ်စံနှမျောမျောရှိနေအောင်တန်းကြီးကငမရည်ချိန်လေးတစ်ခွက်ကိုချက်ရံပြနေရော။ဒါကြောင့်ငုတ်တီထောင်းရတယ်၊ကျက်တုန်ကြီးနေရတယ် ပစုံကြောင်ထောင်းရတယ်။အလုံးပြီးပြီးချက်တော့မပြေတော့စီရမရှိဘူး။တန်းကြီးကတကုံးဆဲလိုက်ပြီးတော့တတိယလိုက်။ဟိုဘက်အိမ်မှာဒိုလီထံကိုသွားဝေးရမယ်။ဟိုဘက်အိမ်ကဒိုလီဆိုတာဘသူဟူရေးပြောမှာရာဇဝင်နဲ့ချီပြီးပြောမှာရှိမယ်။ဒိုလီကဟိုဘက်အိမ်မှာတရုတ်လူများအိမ်မှာအိမ်တွင်းစီမံခန့်ခွဲတဲ့မိန်းမပါ။ဒိုလီကအိမ်ရှင်တရုတ်ရဲ့ကုလုတော်လေးဖြစ်သေးနေရအသားဖြူဆက်ဆက်ตาလေးတရားဝေးပြေးပြရနဲ့အိမ်နောက်ဘေးမှာ သူမရဲ့ဩဇာလုံးလုံးတက်ရောက်သွားတယ်။ဒါပေမဲ့ပတ်စံမကန်ရပါဘူး။ အဲ့ဒီခါကန်ရတဲ့စီမုံငင်းချင်းတက်တော်ဦးဘဲငယ်မြာကြီးကိုပတ်စံပြေအောင် ကြံ့နေတန်းကြီးဟာဒေါ်လေးစီတမူဖိုးလာကိုပေးပါအောင်နော်အဲ့လိုအွန်လိုင်းတော်ရင်အဲ့ချင်းဆိုရင်တော့တရုတ်နေမြာအင်ဖြတ်မရောက်သေးရခုလိုအော်ရဲတယ်အပြင်မှာမိုးတိတ်နေပြီတန်းကြီးရဲ့ယောက်ျားကူမြမောင်ပြန်လာနေပြီကူမြမောင်ကအလုံးအေးအေးစကားနည်းရဲ့ယောက်ျားပါသူ့ကိုယူရနဲ့ဂယူးမဆိုင်အဖက်မလို့ရေးတော့ဝမ်းမနေပါဘူးသူကအလုံးနဲ့နဲ့မမြဲတဲ့ดูไปเว้ย အခုတလအတွင်းတော့မြူနီစပယ်ရအမိုက်ကျုံးနဲ့ကားဟုံမောင်းနေပြီးတော့လူသွားလမ်းပေါ်တက်မောင်းပြီးတော့အလုပ်ဖြုတ်မင်းလည်းမသိပါဘူးကုမြမောင်ကအလုပ်မျိုးစုံဆက်ဆက်တက်တယ်ဒါပေမဲ့ဘရာဟိုမကြတာနာမတက်ပါဘူးတန်းကြီးရဲ့15ချက်ပေးရတဲ့လက်ပတ်နိုင်ဒီငကူချီချီနေနေကိုပြင်ပေးမလို့နဲ့ရှောက်ဖြုတ်ရပြန်မတက်ကြဘဲနဲ့ဒီတိုင်းဖြစ်ထားရတယ်အကျင့်စာရိတ်ထားနေပတဲ့ရင်တော့တန်းကြီးဟာသူ့မယောက်ျားကိုအင်မတန်အထင်ကြီးပါတယ်ကုမြမောင်ကအရင်လေးတောက်တက်တယ်ကုတ်ကင်းနဲ့ပုတ်တက်တယ်ဖဲလေးရိုက်တက်တယ်မြင်းလေးလောင်းနေ ကိုမိနဲ့ကစားတတ်တယ်။ဘာမှမတတ်တာမရှိဘူး။ခပိုင်းနဲ့တောင်မှတတ်တယ်။ဒါပေမဲ့သူကဘာမှဆွဆွမြဲမြဲမလုပ်ပါဘူး။သူတို့နေမယာအိမတန်ရန်ဖြစ်ခဲ့။ကိုမြမောင်ကညီမမှန်ပြန်ရေးတဲ့ယောက်ျားပါ။တန်းကြီးရဲ့ဧည့်သည်လာရင်တော့အလိုက်သိသွားပြီ။မိို့ကြောင့်မှတွားထိုင်တတ်ပါရဲ့။မလုပ်ကိစားနဲ့တန်းကြီးအိမ်ပြန်အောင်ကြရင်တော့မကြီးမညူတကောင်တလွေတကောင်ဖူမီတက်ပါတယ်ဒီလိုယောက်ျားမျိုးနဲ့ဘေမေးမရင်ဖြစ်မနေတခုတာရှိပါရဲ့ကိုမြမောင်ကပတ်စံလုံးတုံးနေသူပါ သူ့ကိုမရအရာဖုံးအောင်ရှာပေးရတယ်။သူဘလို့တုံးနေဆိုတော့တန်းကြည့်ဖို့မိကောင်းတဲ့အရာမဟုတ်ပါဘူး။ဒီရင်တော့သူတို့ရန်ဖြစ်နေရတယ်။အခုလည်းစကားတလုံးမှပြောဖြစ်ပေနေထမိန်စားရေးပြီးသွားတယ်။တန်းကြည့်ရတာတွတ်တွတ်ပြောနေ။ထမိန်ဘေးစားရုပ်သွားတဲ့အကြောင်းဟိုဘက်ကအောင်တွေတို့များကြီးမှာသမီးစားနေအောင်ချိန်တွေ့တဲ့အကြောင်းနေရပြင်းများကိုလုံဘူးနဲ့ဖောက်ပြီးတော့ချောင်းကြည့်ရပါမရကြောင်း ကိုမြောင်မောင်ကအင်းအင်းတို့ဘင်းလေးနိုင်ကထမင်းစားပြရနဲ့ရှိန်ကြီးအေထီယာကွာကြည့်လို့တစီပြီးတစီကိုက်လိုက်တော့တယ်။ကိုမြောင်မောင်လို့တန်းကြီးကထမင်းပွဲတင်းနေခေါ်တယ်။ဟေးအင်းတို့သူကထူးတယ်။မနိုင်ကလည်းတိလား။အင်းတို့တန်းကြီးကပြောတယ်။အင်းအင်းတို့ပဲသူကပြန်ဖြေပါတယ်။ဟိုဘက်စုံစုံကကောင်းမဖြူဖြူဟာလေ။ဟိုညနေဘော်လီမပါပဲနဲ့ရဲတဲ့အင်းတထက်တဲ့ဝွေပြီးတော့လမ်းတလားတဲ့ကောင်းမလေးတိတယ်မလား။ကိုမြောင်မောင်ကမကြားသလိုနေနေရောတယ်။ အဲ့ဒါစိုက်ကားစီးတာပြီးတော့သူ့အိမ်ထဲကိုကုတ်ပြီးတကားပိတ်နေရအောင်စိုက်ကားသမားတက်လိုက်တာပြီးတော့ပတ်စံတောင်းတော့ဘေးရှာတူးတော့မလို့ကျုပ်ကပြီးတော့အမြင်ကက်ကက်နဲ့တညှို့ထူပြလိုက်တာလေတန်းကြီးနဲ့ကောင်မဖြူဖြူပါပြိုင်ပတ်တွေ့ပါမင်းရနေကွာအိမ်လိုကူများမောင်ကနောက်ကြပြီးမှဟန်နေအိုးပါလေမတရားသဖြင့်မင်းရောမလုပ်ဘူးအမန်ကျုပ်ကပတ်စံမပါမှလောက်တာပါတော့တန်းကြီးကိုရှေ့ရင်တွင်နှစ်ထပ်တန်းနေရမှာ နောက်ဖေးကနေကဟိုးဘက်စုံတကူဒီဘက်စုံတကူတက်ပြီးတော့အလေးမှဈင်းချိန်ရှိနေတွေကထားရအောင်အင်ကန်းပေါက်တိုင်းကိုနောက်ဖေးချောင်းမှဝင်ရတယ်။ဘိန်ပေါက်ကိုဝင်လို့သူ့မဆိုးပါဘူး။ဟိုးဘက်လန်တေကမှတော်လည်းကောင်းဒီဘက်နဲ့နေကတော်လည်းကောင်းတက်ရပါသေး။ဒီကတက်ပြီးတော့ဝင်းလို့ရအိမ်ပေါက်ကိုဝင်ပြရနေပျောက်နေအောင်စိုက်ကားသမားဒီကကနေတက်လိုက်လာတော့လေဘယင်ခန်းဝင်ရပစံတောင်းအောင်မသိရပါဘူးအခုနေဟိုဘလန်းကလူရရပါကျွတ်ကျွတ်လည်းမလာဆိုင်ပြီးတော့ ဒီဘက်နေကအတက်ဟိုဘက်နေကဆင်းသွားရတော့လူလူကြီးလုံးနေကိုကျိုးတို့ဆိုင်ကားစီးကြံတော့ဆင်းလို့မရဘူး။ပေါ်မဲ့နန်းပြောလိုက်မလိုက်တော့ဘူးရှင်။ဒီလိုနဲ့တညံ့နေကုန်နေမောင်ရင်သာတော့တန်းကြီးရောက်ဖျောင်းနိုင်25တိုင်ကိုမိပွေပြားလေးကိုထုံးပါလေ။သူတို့အိမ်ကနေရောက်ပြားလေးမောင်ဝီကလေးဖြစ်နေရောတယ်။ကြီးရဲ့အစင်ကလိုးဝဲနဲ့နေတာစမ်းကျင်တာတန်းကြီးကဖြော်တယ်ကျင်းတဲ့စီးပိုးလေးတူတူကျွေးလျှောက်ပေါ်ကနေလမ်းယူကမင်းကြီးတယ်။ ပြင်းနှန်းတယောက်ညာစည်းတန်းရဲ့အတံပလန်ကြီးကဝေးလာတယ်။တန်းကြီးကအပြင်ထွက်ချိန်စိပေါက်လာနေတယ်။လူသူတွေထဲမှာရောပြီးတော့ရှောက်ရှင်နေ။ရဲစီကပြူးချိန်ပြီးတော့ထက်မြက်ပိုင်း။လမ်းလျှောက်ရအောင်တော့အိတ်ရှင်နေကွာအိမ်လိုပြောရင်။ဦးမြောင်မောင်ကအိတ်ဟာဝင်နေ။ကုနိုင်ရမထိုးသေးဘူး။တန်းကြီးကအိရှိပရင်းရနေငေးနေရောတယ်။အိရှိကုလားတင်တို့အိမ်မှာမင်းတို့နေမှာတယ်။ခိုင်းတက်ပဲဆူဆူညံ့ညံ့လုံးနေကြပါတယ်။ကုမမောင်ကပဲလက်လက်ကအားနေပြီးတော့ စကားဝိုင်းနဲ့ဝင်ရရှိပါရဲ့။ရခိုင်ကြီးကတော့ခက်နေနေမယ်။ယောက်ျားအလုံးလို့ရဲ့မျက်နှာမူရောင်းလက်ရှိကောင်းနေတန်းကြီးအောင်စစ်စစ်ကန်းကမြင်နေရော။ကိုအောင်ခင်ကလေးရောမရောက်နေပါလေ။တန်းကြီးရဲ့ဆက်ဆူစိတ်ကကြွလာပြီးတော့ဘာဖြစ်သလဲဆိုတာသိကြလာ။သူတို့ခိုင်းလို့စကားညင်းကြတာမဟုတ်ပါဘူး။ရင်ဖြစ်ကြတာမဟုတ်ဘူး။ဟော။ကုလားတင်ကြီးရဲ့တိုင်တန်းကိုကြားပြန်ပါရဲ့။တန်းကြီးကကိုမြောင်မောင်ငယ်ကြီးလေလုံးသူအောင်အိမ်ပေါ်မှာမောင်ရဲ့ကြီးနေပြီးတော့ညင်နေရော။ သူနဲ့တူမှစီကရက်တနဲ့မင်းမင်းကြီးရတီးပင်းနဲ့ညနေရက်ရှိနေရောကျိုးအင်းရှိရုံသွားလိုက်အောင်မေဘာဖြစ်ကြရမသိဘူးကိုအောင်ခင်ဗျာဓာတ်ထုတ်ခံရတလားမသိဘူးအိမ်လိုပြောပြောဆိုဆိုနေနောက်ပြီးပုံတွေကနေစင်ကေအိန္ဒိယရဲ့အခန်းတွေကတချို့ပိတ်နေပြီဖနှန်းချုပ်ဆိုင်နဲ့စာပုံလေးဆက်နှကန်းတွဲတွေကမီးထိန်ပြီးတော့အလုံးလုံးနေကြတယ်တန်းကြီးကညာရင်နဲ့မီးရောက်နေကိုဖြတ်ပြီးတော့ခဏနေနေရောက်ခဲ့တင်းကိုကိုအောင်ခင်အကြောင်းပြပြီးတော့ ုလို့စင်ချေရှာတွေ့တဲ့အခါတော့လာရေးပါတယ်။တင်းရသူမရှိတဲ့မြအတိညာနဲ့မျက်နှာလုံးမျက်နှာရအမူအရာကိုပြပြီးရောဘာလို့နေကြလဲ။အဲ့လိုမရေတည်းရမိပါတယ်။သူမကကောင်းလေမယူရှင်းပြဝင်ရဆက်ပြပြဖြစ်နေရောတယ်။ကိုလာတင်းရဘာမှတော့ပြောပါဘူး။စင်ကြီးဟန်နဲ့တန်းကြီးကိုအဖက်မတန်းဟန်ပြဖို့ရတော့မိပြီးရောငေးကြည့်နေရောတယ်။ကုမမောင်ကလက်ပွားတွေချင်းချင်းပုတ်ပြီးရောရက်နေရောတယ်။ရခိုင်ရောခက်ဆန်းဆန်းနဲ့ဘာမှမလုပ်ပါဘူး။ အကောင်ကလေးမူးလာလို့နေအိမ်လိုပြောတယ်။တန်ကြီးအောင်စိတ်ပူသွားပြီးတော့အော်ကိုအောင်ခင်းနေနော်။အိမ်လိုရေရွက်ကရှေ့ကိုတူးလိုက်။အကောင်ကလေးကမူးလဲနေရအမှန်ပါ။ပါဇက်ကအံပတ်တီနဲ့ရင်ဘတ်ပေါ်ပေးနေရတယ်။တဟင်းကြီးကမူးရည်မူးရည်တို့အော်နေရတယ်။စကားကြီးနဲ့အပီမသားများနေရတယ်။ဒါပေမဲ့ကိုအောင်ခင်းကလေးမဟုတ်ပါဘူး။ကောင်ကလေးကအောင်ခင်းထပ်ပင်ငယ်ပုံရပါတယ်။အော်ကလေးလေးကကလေးလေးပါပဲ။သူ့မြင်များမြင်တော့ဘယ်နဲ့နေပါမလဲ။ ်တန်ကြီးအားရင်ဆုံးပြီးပါတယ်ဒီလိုမြင်ကွင်းမှာသူမဖို့ရိုးလာပြီဖြစ်တော့နေဒီလောက်ငငယ်ရွယ်ရွယ်ရီမွန်သူကလေးမျိုးဖြစ်နေပုံတော့မတွေးဘူးပါဘူးခွေးမသားလေးအဲ့လိုကိုလာတင်အားဆဲပါတယ်ကဲသူပြည့်စီလေးကြာကဲသူပြည့်စီလေးကျွန်တော်တွားယူခဲ့မယ်အဲ့လိုရခိုင်ကြီးအားဆိုရင်ကိုမောင်ကကောင်းလေးကောင်းကိုထူပြီးတော့ဟေးဝင်းမောင်ဝင်းမောင်အဲ့လိုခေါ်နေရောလေတန်ကြီးအားဘာမှမသိတော့လေကိုကြီးဖို့အတင်းရှိပါတယ်ဝင်းမောင်လေးလို့စိတ်တရားယူတယ် မင်းကလေးတို့လာပါချုံမတဲ့မျက်နှာလေးကိုချက်ပါရင်ဝင်းမောင်လေးရဲ့အိမ်တုံနဲ့အင်းရှိအိမ်မှာလူတယောက်တိုးလာတယ်။တန်းကြီးအောင်အင်းရှိပရင်းပေါက်ကကြီးနေတော့တယ်။ဝင်းမောင်ကတော့သူ့မောင်ကိုမဆိုင်ပါဘူး။ပလုံးချင်းများဆိုရင်တော့ပြုံးပြလိုက်မယ်ကြံပါတယ်။တန်းကြီးအောင်စိတ်နှင်းငယ်တည်ငြိမ်ပါတယ်။ညှင်းနေညှင်းညူးတယ်။ဝင်းမောင်ရဲ့တန်ရှင်းတဲ့ခင်းငယ်လိုမျက်နှာလေးကိုမြင်တော့ကို့မှာအပြစ်တွေပုံနေတယ်လို့ခံစားမိတယ်။ဝင်းမောင်ရဲ့အကြောင်းကိုရသည်မရစုံစမ်းနေရသူမကကိုအောင်ခင်ကလေးကိုကြက်ရပါတယ်။ ဒါပေမဲ့ तू ဟာတင်မပြောချင်ပါဘူး။ခမားကောင်လေးကိုမမြူနဲ့နော်။အင်းတို့ရဲဆက်ဆက်ပြောသေးတယ်။ပြီးတော့ငင်အားချက်ပေးတယ်။တန်းကြီးဟာရင်ထဲကနာနေရောတယ်။ရင်နာနာနဲ့ပဲကောင်လေးကိုစိတ်ဝင်စားမြင်ရှိနေရောတယ်။နေတီကိုလည်းပါဇက်မငင်ပြောမိတယ်။ခမားမောင်ကြီးအေးကောင်လေးကဘေးရပါလိမ့်ရင်။တတိသားလေးနဲ့တူတယ်။ပိုးလုံးကြီးခါမချအောင်။ကိုမြမောင်ကမျက်လုံးလန့်ကြည့်ရင်တန်းကြီးလေးအနေငယ်တုံသွားတယ်။ဒီကောင်လေးကိုပျက်စီးပါလိမ့်မယ်။ဟိုကောင်လေးနဲ့ပေါင်းရင် အဲ့လိုပူပန်တယ်။ကောင်လီအောင်အောက်ခင်းနဲ့တွဲပြီးထွက်တက်လာတယ်။တန်းကြီးနဲ့စိတ်မသက်သာတော့ပါဘူး။သူမအခွင့်အရေးကိုရှာတယ်။ဒါကြောင့်တနည်းတော့တွေ့။ကျမတို့အိမ်ကိုလာလေပါ။ဒီလက်နေခင်ပြင်းရင်လေ။ကိုအောင်ခင်တို့နဲ့ခင်ပါတယ်။အဲ့လိုသူမပြောတယ်။တန်းကြီးရဲ့အတန်းအလှပါတယ်။ပြီးတော့မျက်နှာညိုတဲ့ဘက်ပြိုးတဲ့ဘက်ရှိပါတယ်။ဝေမောင်ကပထမမျက်မှောင်ကုန်နေရတယ်။အိမ်နောက်တမျိုးပြုံးနဲ့မတန်းကြီးဆိုလာလို့မင်းနေရတယ်။တန်းကြီးကကမန်းကန်ကောင်းကြီးကြီးသူမဝမ်းတာရမလားဝမ်းနေရမလားမသိပါဘူး။ ကျွန်တော်အင်မလီတက်ပါဦး16ရက်ကြာတော့တန်းကြီးအားမနေနိုင်မထိုင်နိုင်နဲ့ဝမ်မောင်တို့အိမ်ကိုကူရင်ရမေရှာပြန်နေဝမ်မောင်ကိုနိနိကက်ကက်မတွေ့ရရင်တော့မနေနိုင်တော့ဘူးလားခတ်ပါရင်တန်းကြီးအားမနေ့ကစီစဉ်ထားတဲ့အတိုင်းဈေးရောက်ဝင်လာတဲ့ကောင်းကြီးတို့ကိုကြည်ကြည်ထုတ်ထားတဲ့ပစုံချင်းတို့ကိုပကန်းဖြူဖြူရှာပြီးပြန်မိုင်းပပားလီရဲ့ကြက်တုံကိုရေနနာစေ၍အပေါ်ကနေအုပ်တယ်ဘုံမြုံမြုပ်တီကိုအနီစိမ်းများကြီးနှိထေပါတယ်လူတီးချောက်ထောင်းလေးထေပါတယ်အပေါ်ကစီရွှဲရွှဲဆန်းလိုက်ပြီးတော့ ခြေလိုက်နေပြန်နေရောတိုင်းမေရောက်ခဲ့ဖျားပုံကကျမမပို့လိုက်တယ်စားကြည့်စမ်းမတိတ်ကောင်းတာပဲအိမ်လူသူမဝင်းမောင်ရဲ့မျက်နှာကိုမွေမရဲ့ကြည့်ပြောနေရောဝင်းမောင်ကနားမလည်တလို့ဖျားအိမ်လူပြောရင်အင်းအင်းအိမ်လူမခံနေစားပြောပြီးရောယူထားတယ်တန်းကြီးကရောင်လေလေနဲ့နေသေးတာကိုပင်ထိုင်မှမပြောပါဘူးပြန်လာပြီးတော့ဝမ်းနေတယ်တိုင်းမေတန်းကြီးကအင်းရှင်ရင်ရောရှက်ထွေးရှုပ်လာတဲ့အတန်ဒီထဲမှာခင်းကြီးကြီးနဲ့စကားဆက်ဆက်ပြောတတ်တဲ့ ဝေမောင်တန်ကိုနားထောင်ရင်သာအလုပ်လုပ်ပါလိမ့်ဦးတော်တန်ကြီးကပတ်စံချက်တည်းသူမညီစည်းတန်းကိုတိတ်မလျှောက်ဖြစ်ပါအောင်အင်းယူတက်တက်ရဲဝတ်တယ်အောင်ခင်ပြီးတဲ့ပတ်စံနဲ့လောက်အောင်နေတယ်တနည်းအားဆိုရင်ပတ်စံတမှုရဲ့ကျန်တော့ရကိုမြမောင်ရဲ့အပေါင်းဖော်ရင်းနဲ့ပူကနိုင်အောင်တောင်းရင်ပတ်စံဖြစ်အောင်လုပ်ရတယ်ကိုမြမောင်ကညင်ညူလာတယ်ဟေးမိမပတ်စံမရှိဘူးလားအိမ်နောက်တော့ပြုံးစစ်စစ်နေဟိုတတိသားကောင်လေးကမြို့တဲကြည့်ပါလားကွာတန်ကြီးကအကြီးကျယ်စိတ်ဆိုးနေတယ် ။စောင့်ရင်အောင်ရင်ထသွားရင်လောကကြီးကဒုက္ခပေါင်းကြီးပါလား။ဖုံဖုံရဲ့ဆုံးမစကားတကုံကိုကားမိပြန်ပါလေ။အမှန်ပဲဝင်းမောင်ကသူ့မဟုတ်ကြည့်နေနေရောရင်သူ့ရဲ့တင်ပွေးရဲ့မျက်လုံးထဲမှာအထင်မြင်သေးတဲ့ဟန်ကိုတွေ့ရရင်တန်ကြီးအောင်အဲ့ဒီမျက်လုံးရဲ့အကြည့်ကိုမင်းတို့ပူရင်မင်းကမမြူစေပါဘူးကွယ်။ဘယ်နဲ့လဲကိုအောင်ခင်။ဒါပေမဲ့ကိုအောင်ခင်ကသူ့မဟုတ်အလိုမျိုးချိုးရင်ပြူလာရင်ခမကြီးကောင်လေးကိုအယုံဝင်ထားသလား။အိမ်လိုမင်းနိုင်တန်ကြီးအောင်ဘာမှတော့မဖြေတော့ပါဘူး။ တန်ကြီးကလာဆုံ6ရက်မြေရှိပရင်းမှာငိုင်းနေပြန်ပါတယ်။အရှိန်ကခိုင်းလို့မိနေပါတယ်။အောက်ခင်းနဲ့ဝင်းမောင်နှစ်ယောက်တည်းရှိရန်တူပါတယ်။သူတို့ဟာရန်ဖြစ်နေကြတယ်။တခါတခါစကလုံးတော့ကွဲတော့မလို့ဖြစ်ပါတယ်။အိမ်နောက်တော့ညှိသွားပြီးတော့ဝင်းမောင်ရင်ထူးထူးဆန်းဆန်းကျေလောင်နဲ့အတန်ကိုကြားတယ်။အချင်းတို့ကကြီးကအဆင်မပြေဘူး။အချင်းရဲ့ဖူးစာနဲ့ကသူ့လက်ဘက်ကထက်ကသာကျုံမွေရယ်။ကောင်းလေးမူးနေပြီလို့တန်းကြီးပြောမိရောတယ်။သူမစိတ်တိခိုက်နေရောတယ်။အရှိန်ကမိရော ချက်ကနေငိမ့်သွားတယ်။သူတို့အိတ်ကြတော့မလား။မောင်နှင်းမှာသူတို့လေရာနေစင်းလာတာကိုခက်ဖြူဖြူတွေ့ရတယ်။အိမ်မေးစီကိုရှောက်ပြီးတော့တိုင်ရိတ်ကနေကွင်လိုက်တော့တယ်။ဘယ်တော့ကြပါလိမ့်လို့တွေ့ရင်မဆုံးမိပါပဲ။မိို့ကြောင့်တကားခောက်တန်းကြရတယ်။ဝေပြည့်ရေးစိတ်ညစ်နေတဲ့ကုမြမောင်မှာအပြေးလေးထားပြီးတကားဖွင့်ပေးပါတယ်။တန်ချီအောင်အင်ရှိကိုရောက်လာတဲ့အောင်ခင်တဲ့ဝင်းမောင်ကြီးကိုထိတ်သွားတယ်။ကဲမချောဟောဒီမှာအဲ့လိုအောင်ခင်ကဒေါသတန်နဲ့ဝင်းမောင်ကိုမင်းကောပြတယ်။ ဝင်းမောင်ရဲ့မျက်နှာမှာအရဲကြောင်လာအရှဲကြောင်လာတော့မတည်ဘူးနေနေရောတယ်မလုံးနေရလေပူလောင်နေတန်းကြီးကဟိဝေငိုလိုက်ကြပါရဲ့ပူလောင်နေမျက်လုံးတွေကိုအစုံတွေးခဲ့ဘူးနေပြီမရွေးတွက်နိုင်ဘူးဒါပေမဲ့ဝင်းမောင်လေးထံမှာတော့မတွေ့ပြရစီနေဆူတောင်းဆိုတာအလကားပါဘယ်တော့မှမပြေဘူးဝင်းမောင်ကအောင်ခင်ကိုတူတူပြောတယ်အောင်ခင်ကဖွေးမသားလိုစိတ်ပြောထွက်သွားတယ်ကိုမြောင်မောင်ထွက်သွားကြအောင်ပွင့်နေတဲ့တကားကနေဆင်းသွားတဲ့အောင်ကြားလိုက်ရတယ်တကားသွားဖိတ်ကြည့်ပါ အိမ်တို့ဝင်းမောင်ကမောဟိုက်တဲ့နေတန်းနဲ့ပြောနေရော်ရင်တန်းကြီးကငြိမ်ပြည့်နေပြီးဖျောင်းနိုင်25တိုင်အားအလိုပင်နေနေရော်ရင်အိမ်ဦးကမှမဟာမြမှုနီပုံတော်ဟာရွှေကြည်မုံနေနဲ့နှက်နေနေရော်ရင်တန်းကြီးကစကိုင်းချောင်းကိုတတိယနေလူကားပိတ်ချပါလေတန်းကြီးကခေါင်းကိုရိတ်မပိတ်နိုင်ဘူးကွလို့ဖြင်းချင်းစွာပြောနေရော်ရင်အလိုဘာဖြစ်လို့ကျမနေမကောင်းဘူးအိမ်လိုတန်းကြီးကပြောမိပြောရပြောဖြစ်တယ်ဝင်းမောင်ကခဏမြတိတ်ဆိတ်သွားရင်အိမ်နောက်တော့တစ်ချက်ယူပြီးတော့ဘလောက်လိုချင်သလဲ အိမ်လိုမိတယ်။ကျွန်မပတ်စံရှိသားပဲ။ဒေါသနဲ့ပြောပါရည်။စစ်စစ်တော့နှစ်ချက်ပြည့်အောင်မရှိပါဘူး။ဝိမောင်ကိုပိုင်းလိုက်ခြင်းနဲ့စေရေးတိုင်းထွာလိုက်ခြင်းနဲ့ဒီလိုလုပ်ရင်တော့ကောင်မလေးများကိုရင်တော့ချော်ပြီးသိနိုင်မယ်။တားငင်လေးလိုပကက်လွှဲလိုက်မယ်။ဒီလိုလုပ်လို့ကောင်ကလေးများကိုရင်တော့ချော်ပြီးသိနိုင်မယ်။တားငင်လေးလိုပကက်လွှဲလိုက်မယ်။ဒါပေမဲ့တန်းကြီးဘာမှမလုပ်ရဲပါဘူး။ငေးစင်းနဲ့မျိုးလုံးနေနေကြည့်ရောအကောင်းလာလုပ်တဲ့မိမကြီးကိုရှင်မပြုလို့လာကျင်တာနဲ့ အဲ့လိုမပွင့်တပွင့်ပြောတယ်။ဝေးမောင်ကယုတိရဲ့နားမလေးပါဘူး။နားလေတဲ့အခါစိတ်ဥကြီးလိုခဏတောင်းသွားတယ်။ရှက်သွားတယ်။စိတ်ဆိုးသွားတယ်။နောက်ဆုံးတော့ပြုတ်ခွေသွားပြီးတော့လွဲ့လွဲ့လို့တကူရဲ့ဆွေးလန်းတဲ့နေမျိုးတာမီရဲ့။တန်းကြီးရဲ့ငေးစင်းတဲ့မယ်လိုနီယာအသက်ဝင်လာတော့ဝေးမောင်မရှိတော့ပါဘူး။ကုမြမောင်နဲ့ဝိုးလင်းလင်းချင်းရံဖြစ်ရတယ်။မင်းနေကလေးမျိုးပတ်ဆက်မြူလိုက်တာလား။အဲ့လိုစေပတ်ဆက်လို့ချင်းကြုတ်ရှာပေးပါမယ်ရှင်။ကောင်ခင်းစီရောက်ခုလိုချင်း ခူးရပါတယ်။အင်းတို့တန်းကြီးအောင်။ကိုမြမောင်ရင်မျက်နှာမှာအတိတ်ပဲကိုဖမ်းမိရန်ပေါ်လာ။ချစ်ချင်းမဲမကောင်းချင်ဟန်ကိုပြောင်းကောင်းမဟုတ်ဘူး။မင်းဒီကောင်လေးစီကပတ်ဆောင်ရအောင်ယူအောင်။မဟုတ်ရင်မင်းနဲ့ငါနဲ့အတိပဲ။အင်းတို့ကျင်းနေ။ကောင်ကလေးပတ်ဆောင်တသက်မထီဘူး။ကျုပ်ကလည်းတသက်သူမထီရအောင်။ကိုမြမောင်ကအလွန်ဒေါသကြီးလာပြီးတော့တန်းကြီးကိုရိုက်နေနေရော။တန်းကြီးဟာညင်ရတာခံနေရဲ့။ရောင်မီးတထောင်နဲ့ခန့်တုံးမိရအောင်ပင်ထိန်ချုပ်ထားတယ်။တက်လိုက်တက်လိုက်အင်းတို့ဒေါသပြန်အောင်မိတယ်။ အိမ်မှာတယောက်တည်းကြံခဲ့တဲ့တန်းကြီးကတော့ရေမချိုးကမဖြစ်ပဲအရှိမထိုင်နေရောရည်သမျှကိုကိုမြမောင်ယူသွားလိမ့်မည်လောကကြီးမှာငွေကွငွေအဲ့လိုသူကပြောခဲ့တယ်တန်းကြီးကတော့ခရီးမဆိုင်ပါဘူးဝမ်ပိုက်ထဲမှာစာလောင်လေးရရှိတယ်လေထနေရောတယ်ဘဏ္ဍာရှိပြီလေညနေရောစောင်းပြီအရှိရောရေနေရောတယ်ဝေမောင်ကိုရေကနေရေကနေတွေ့ရတယ်အလုံးများနေသလိုပဲကိုမမောင်ရဲ့တရောထိုးတဲ့ကိုတကြည်ကြည်ကြားရတယ်ဘောင်ခင်ကအရှိကိုလာရက်ကလူလူချင်းချင်းပြုံးပြတယ် တန်ကြီးအားဘာမှမသိပဲရမ်းပြီးတော့ဝမ်းသာပြုံးပြရရင်တနိုင်ခန့်ကြရင်တော့ကာလစီဆိုင်လာတယ်။ကောင်းလေးအများကြီးပါလာတယ်။စဉ္ညာစဉ္ညာနဲ့ဝင်းမောင်နမေကိုခေါ်ကြတယ်။အထုပ်ပိုးတွေကိုအိမ်ပေါ်ကချတယ်။အိမ်နောက်တော့ဝင်းမောင်စင်လာနေအောင်ရင်တိတ်ကနေခုန်ပြီးဝင်းမောင်ကလက်မောကြီးမကြည့်ပါဘူး။ရင်ဦးရဲ့မျက်နှာထားနဲ့ကားလေးကိုဝန်းထားလိုက်တာဟာတန်ကြီးအားကားနံပါတ်ကိုမှတ်လိုက်ရတယ်။အောင်ကင်းကအိမ်ပေါ်ပြောင်းနေပြီးမြို့ကိုမတန်းကြီးအိမ်လိုအော်နေနေရောတယ်။အိမ်နောက်တော့ဦးရွှေစွာစပြေပြေနဲ့တချင်းဆုံနေရောတယ်။ လောကကြီးမှာလူလာဖြစ်တာတည်ဖို့ရင်နေဖို့ရင်တကယ်ဒီနေ့လမ်းတရားဖို့မဟုတ်ဘူးနော်အဲ့လိုသူ့ကိုယ်သူဆိုရင်းနဲ့တတိပေးနေရောရင်တန်းကြီးအောင်ငင်းနေနေရောရင်စိတ်ဆွေးမိရင်ကိုလက်တွေအရိုက်ခံထားရရင်နာနေရောရင်ဥတီချွတ်ချွတ်မြင်နေရောရင်လက်ထဲမှာချူပြားပြီမကပ်ပါဘူးမြေးတွေအေးစိမ့်နေကြတာရင်အပြောက်မြေးကြရှာမရတာကြောင့်ရင်ဟာပါရင်အသေးခွေးတွေဆိုတာဒါပါပဲမေပြုံးပြုံးကလောကကြီးမှာငါဘာဖြစ်လို့လူလာဖြစ်ပါလိမ့်လို့မေးမိရင် အိမ်တို့မရတော့နဲ့သူမရဲ့မြေကြီးအောင်အမြဲတမ်းပူလောင်နေရှိအောင်ဒီတကားသာအေးဆင်းနေကြတဲ့အတွက်တင်းနေမိနေရောပြိတ္တများရှင်နိုအညစ်ဝဲဆိုရဲဇနန်းကြီးကတော့ဒီမှာပြီးဆုံးသွားပါပြီ။နောက်ရမြမလေးဇလန်းကောင်းများစွာတိဆက်ပြီးဦးမှာမို့အားပေးနှားစင်ကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။